ုချမ်းပိုက်ကတော့ဆာလံနံပါတ်66ဖြစ်ပါတယ်။ဂန်ကြီး66အငယ်1မှ9မြေကြီးသားပေါင်းတို့ဘုရားသခင်ရှေ့တော်၌ကျူးအေးသောအတန်ကိုပြု၍နာမတော်ဤဂုံကိုတည်ခြင်းဆိုကြလော။ချီးမွမ်းခြင်းဤဂုံတရေကိုပြကြလော။ကိုယ်တော်စီရင်တော်မူသောအမှုတို့သည်အလွန်အောပွေဖြစ်ကြပါ၏ တကူတော်ကြီးသောကြောင့်ရန်သူတို့သည်ကိုရော့ကို တောင်းပန်ကြပါလိမ့်မည်။မြေကြီးသားအပေါင်းတို့သည် ကိုရော့ကိုကူးကွယ်၍တည်ခြင်းဆိုကြပါစေသော။နာမတော်အားတည်ခြင်းဆိုကြပါစေသောဟုဘုရားသခင်အားလျှောက်ထားကြလော့။ဘုရားသခင်စီရင်တော်မူသော အမှုတော်ကိုလာ၍ကြည်ကြလော့။လူသားတို့တွင်စီရင်တော်မူသောအမှုတို့သည်အံ့ဩဖွယ်ဖြစ်ကြ၏။ပင်လယ်ကို ကုန်ဖြစ်စေတော်မူ၏။ သူတို့သည်ယေစီယအရက်ကိုခြေဖြင့်လျှောက်သွားကြသည်ဖြစ်၍ငါတို့သည်ဖျားသခင်၌ဝမ်းမြောက်ကြ၏တကိုးတော်အားဖြင့်အစဉ်မြဲအုပ်ဆိုးတော်မူ၏မျက်စီတော်သည် လူအမျိုးမျိုးတို့ကိုချီးရှုသည်ဖြစ်၍ညင်းဆန်သောသူတို့သည်မဝါကြွားကြစေနှင့် အချင်းလူစုတို့ငါတို့ဖျားသခင်ကို ကောင်းချီးပေးကြလောဂုံကျေးဇူးတော်ကိုချီးမွမ်းသော စကားတန်နှင့်ကြွေးကြော်ကြလော ငါတို့အသက်ကိုမသေးစေမိအကြောင်းနှင့်ခြေကိုလည်းမချော်စေမိအကြောင်းဆောင်မတော်မူ၏အငယ်တစ်ဆယ်မှဆက်ငါ။အိုဖျားသခင် ကိုရောဒီအကျွန်ုပ်တို့ကိုစုံစမ်းတော်မူပြီးငွေကိုစစ်ဆေးတဲ့ကဲ့သို့အကျွန်ုပ်တို့ကိုစစ်ဆေးတော်မူပြီးကြော်ခွင်းထဲမှကြော့မိစေ၍ ကျောကုန်းပေါ်မှာလေးသောဝန်ကိုတင်တော်မူပြီးအကျွန်ုပ်တို့ခေါင်းပေါ်မှာသူတစ်ပါးကိုစီးစေတော်မူပြီးမိ၌၎င်း ရေ၌၎င်းတွားရတော်လဲကျေးဇူးတော်ကြောင့်ကျယ်ဝခြင်းတို့ရောက်ကြပါ၏မိရှုရသောရစ်ပါလေအိမ်တော်တို့အကျွန်ုပ်တွားပါမည်ဆင်းရဲခံရစဉ်အခါအကျွန်ုပ်သည်နှုတ်ကိုဖွင့်၍မွဲ့ဆိုသည့်အတိုင်းတစ္ဆာဝတ်ကိုဖြေပါမည်။စူဖြိုးသောတိုးတို့ကိုနန္တာပေါင်းနှင့်တကွ မိရှုရာရစ်ပြု၍ပူဇော်ပါမည်နွားနှင့်စိတ်တို့ကိုလည်းစီရင်ပါမည်အငယ်၁၆မှ20ဘုရားသခင်ကိုကြောက်ရွံ့သောသူအပေါင်းတို့လာ၍နားထောင်ကြလောငါဝိညာဉ်အဖို့အဘယ်သို့ခြေဆုပြုတော်မူသည်ကိုငါကြားပြောမည်ငါသည်ဘုရားသခင်ကိုနှုတ်နှင့်အော်ဟစ်၍ဂုံတော်ကိုလည်းရှာနှင့်ချီးမွမ်းရပြီး ငါဒီစိတ်နှလုံးထဲမှာဒုစရိုက်ကိုငှက်ွက်လင်ဘုရားရှင်ဒီနားထောင်တော်မူဘူးယခုမူကားဘုရားသခင်ဒီနားထောင်၍ငါမွဲ့ဆိုသောပတနာစကားတန်ကိုမှတ်တော်မူပြီငါမွဲ့ဆိုသောပတနာကိုပယ်တော်မမူဂျေစုတော်ကိုငါမှရုတ်သိမ်းတော်မမူသောဘုရားသခင်ဒီမင်္ဂလာရှိတော်မူစေတည်းအာမင်နောက်ကျမ်းပိုင်းမှာပြန်ကြည့်မယ်โอเคဘိုင်ဘိုင်